စာကြောင်းတွေဘလို့ဖွဲ့ရမှန်းမသိဘူး grammar လည်းမပိုင်သေးဘူးဆိုရင်ဒီလို speaking patterns တွေကိုမြင်များလေ့ကျင့်ပေးပါ speaking patterns တွေကိုလေ့လာတာအင်္ဂလိပ်စကားအမြန်ဆုံးပြောနိုင်ဖို့အထောက်အဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကဲဒီနေ့ video မှာဇာတ်ကပြောမှာအများကြီးထည့်သုံးလို့ရမယ် speaking pattern 10မျိုးကိုလေ့လာလိုက်ရအောင်နော်ပထမအဆုံးတစ်ခုကတော့ i was too ပြီးရင် to ပြီးရင် verb 1လာမယ်ပေါ့နော် I was too to ပြီးရင် verb 1လာတဲ့ pattern လေးသူ့ရဲ့အထိပ္ပယ်ကတော့လုံးလုံးမလုံးနိုင်တော့ဘူးဆိုတဲ့အထိပ္ပယ်နားလည်သွားအောင်ဥပမာလေးနဲ့ကြည့်လိုက်ရအောင် I was too tired to study โอเคကျွန်တော်ပင်မန်းလုံးလို့စာမလုံနိုင်တော့ဘူး tired ကပင်မန်းတာပေါ့เนาะ study ကစာလုံတယ်လေ့လာတယ်ပေါ့เนาะ i was too tired to study ကျွန်တော်ပင်မန်းလုံးလို့စာမလုံနိုင်တော့ဘူးโอเค too ဆိုတာじゃ too ဆိုတာလွန်းလို့လွန်းလို့ဆိုတဲ့အထိပ်ပဲပေါ့เนาะ i was too tired ဆိုရင်ကျွန်တော်ပင်မန်းလွန်းတယ်โอเค be to study ကစာစာလုံတယ်ပေါ့เนาะ i was too tired to study ကျွန်တော်စာလုပ်ဖို့ပင်မလုံးနေပြီမြမလို့ချီလျောင်းပါတာပြိုင်နော်ကျွန်တော်ပင်မလုံးလို့စာမလုံးနိုင်တော့ဘူးဆိုတဲ့အတိတ်ပဲနောက်တစ်ခုကြည့်မယ် he was too shy to speak up သူအရှက်လုံးလို့စကားမပြောနိုင်တော့ဘူး speak up ကစကားပြောတယ်ပေါ့နော်စကားထုတ်ပြောတယ် shy ကကြတော့ရှက်တယ် he was too shy to speak up ဆိုလို့ရှိရင် သူကရှက်လို့တော့စကားမပြောနိုင်တော့ဘူးဒါမှမဟုတ်လည်းဖတ်တန်လေးမှထည့်ပေးထားတဲ့အတိုင်းပဲ I was too shy to speak up ဆိုရင်ကျွန်တော်ရှက်လို့တော့စကားမပြောနိုင်တော့ဘူးသူမရှက်လို့တော့စကားမပြောနိုင်တော့ဆိုရင်လည်း she was too shy to speak up ဒီလိုပြောလို့ရတယ်နောက်ထပ်ဥပမာလေးတစ်ခုကကြတော့ I was too excited to sleep ကျွန်တော်စိတ်လို့ရှားလို့တော့အိပ်မပြောတော့ဘူး I was too excited to sleep. ကျွန်တော်စိတ်လှုပ်ရှားလို့အိတ်မပြောတော့ဘူး. excited ကကြတော့စိတ်လှုပ်ရှားတယ် sleep ကကြတော့အိတ်ပြောတယ်ပေါ့နော် I was too excited to sleep ဆိုလို့ရှိရင်အဲဒါရအတိအကျပြောရမယ်ဆိုရင်တော့ ိတ်ပျော်ဖို့စိတ်လှုပ်ရှားလွန်းနေတယ်။မြမလိုမျိုးစီလျော်ပြောမယ်ဆိုရင်တော့စိတ်လှုပ်ရှားလွန်းလို့အိတ်မပျော်တော့ဘူးဆိုတဲ့အထိတ်ပဲလိုမျိုးပေါ့နော်။ဒီ pattern လေးကိုတောင်းပြီးတော့ကိုကအများကြီးတောင်းလို့ရတယ်။ဒီ I was too ပြီးရင်2နောက်မှာ adjective လိုက်တာများတယ်ပေါ့နော်။ဥပမာဒီလို pattern လေးကိုတောင်းပြီးတော့လဲတခြား စာကြောင်းတွေလည်းအများကြီးပြောလို့ရတယ်။ I was too busy to call you ။ငါနင်းကိုဖုန်းခေါ်ဖို့အရင်ကအလုပ်ရှုပ်နေရ။ငါနင်းကိုအလုပ်ရှုပ်လို့လို့ဖုန်းမခေါ်နိုင်တော့ဘူး။ I was too lazy to clean my room ။ Okay ။အာငါငါအခန်းကိုတန်ရှင်းလုပ်ဖို့ပြင်းလို့နေ။ငါငါအခန်းပြင်းလို့လို့တန်ရှင်းတော့မလုပ်နိုင်တော့ဘူး။ I was too sick to go to school ။ငါကျောင်းသွားဖို့ ဟိုနေမကောင်းဖြစ်လို့အကြီးနေရငါနေမကောင်းဖြစ်လို့အเจ้าမသွားနိုင်တော့ဘူးဒီလိုမျိုးအများကြီးပြောလို့ရတယ်ဟုတ်ပြီနော်နောက် pattern တစ်ခုကကြတော့ make a habit of ပြီး verb ing သူ့ရဲ့အထိပ္ပယ်ကတော့တဲ့အလေးအကျင့်လောက်ထားပါဆိုတဲ့အထိပ္ပယ် habit ကကြတော့အလေးအကျင့်လေ make a habit ဆိုလို့ရှိရင်အလေးအကျင့်လုပ်ထားပါ။ဘာရဲ့အလေးအကျင့်လုပ်ထားပါလဲဆိုတာနားလည်အောင်ဥပမာလေးနဲ့ကြည့်လိုက်ရအောင်။ make a habit of drinking water every morning မနက်တိုင်းရေတောက်တဲ့လေးချက်လုပ်ထားပါ drinking water ကကြတော့ရေတောက်တာ every morning ကကြတော့မနက်တိုင်း make a habit of drinking water every morning မနက်တိုင်းရေတောက်တဲ့လေးချက်လုပ်ထားပါ Okay နောက်ဥပမာတစ်ခုကကြတော့ make a habit of reading before bed ညအိမ်ရမွေးငင်းစာဖတ်တဲ့အလေးချက်လုပ်ထားပါ reading ကကြတော့စာဖတ်တယ်ပေါ့နော် before bed ကကြတော့ညအိမ်ရမွေးငင်း ခေ before ကမတိုင်ခင်ပေါ့နော် before bed ညရံဝင်ကြီးစာဖတ်တဲ့အလေးချင်းလောက်ထားပါ make a habit of reading before bed ညရံဝင်ကြီးစာဖတ်တဲ့အလေးချင်းလောက်ထားပါနောက်ဥပမာတစ်ခုကကြတော့ make a habit of organizing your desk မင်းရဲ့စပွဲကိုပုံမှန်ရှင်းလင်းတဲ့အလေးချင်းလောက်ထားပါ organize ကကြတော့ သူအဆုနဲ့သူတေချာရှင်းရှင်းလင်းလင်းထားတာကိုပြောတာပေါ့နော် your decks ကကြောင့်မင်းရဲ့စပွဲကို make a habit of organizing your decks မင်းရဲ့စပွဲကိုပုံမှန်ရှင်းလင်းနဲ့အလေးချင်းလုပ်ထားပါ okay ဒီလိုမျိုး pattern လေးကိုတုံးပြီးတော့လဲကိုကအများကြီးစာကြောင်းတွေဖွက်လို့ရတယ်ဥပမာဆိုလို့ရှိရင် make a habit of exercising regularly okay အပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အလေးချင်းကိုလုပ်ထားပါ make a habit of speaking english daily โอเคနေ့တိုင်းအင်္ဂလိပ်စကားပြောတဲ့အလေးချင်းကိုလှုပ်ထားပါဒါမှမဟုတ်လဲ make a habit of uh being kind to others အတခြားလူတွေကိုကျင်နာတတ်တဲ့အလေးချင်းလှုပ်ထားပါဒီလိုမျိုးအများကြီးပြောလို့ရတယ်အဲ့တော့ကိုကဒီ pattern လေးကိုသုံးပြီးတော့လဲစာကြောင်းနေဖွဲ့ကြည့်ပေါ့နော်โอเคနောက်ထပ် pattern တစ်ခုကကြတော့ i didn't realize that အဲသူ့ရဲ့အထိပ်ပဲကတော့မှန်းမတိလိုက်လို့ပါဆိုတဲ့အထိပ်ပဲ realize ကကြတော့အဲတိလိုက်တယ်သဘောပေါက်လိုက်တယ်နားလည်လိုက်တယ်ဒီလိုမျိုးအထိပ်ပဲပေါ့နော် i didn't realize that ဆိုလို့ရှိရင်အဲ့ဒါမှန်းမတိလိုက်လို့ပါဆိုတဲ့အထိပ်ပဲဥပမာစာကြောင်းလေးနဲ့ကြည့်ရအောင် i didn't realize that she was upset သူမစိတ်ဆိုးနေမှမတိလိုက်လို့ပါ upset ကကြတော့စိတ်ဆိုးတယ်အာစိတ်တက်ကြတယ်စိတ်ကုန်းနေဒီလိုမျိုးပေါ့နော် i didn't realize that she was upset သူမစိတ်ဆိုးနေမှမတိလိုက်လို့ပါ okay နောက်တစ်ခုကကြတော့ i didn't realize that you were waiting for me မင်းငါ့ကိုစောင့်နေမှမတိလိုက်လို့ပါ you were waiting ကကြတော့မင်းစောင့်နေတယ် Okay, but do left for me now. You were waiting for me. Me now, sound I didn't realize that you were waiting for me. နောက်ဥပမာတစ်ကြောင်းကတော့ I didn't realize that it was your birthday မင်းရဲ့မွေးနေ့မှမသိလိုက်လို့ပါ birthday ကကြောင့်မွေးနေ့ပေါ့နော် it was your birthday ဆိုရင်မင်းရဲ့မွေးနေ့မှမသိလိုက်လို့ပါဒီမှာတစ်ခုရှိတာကျမတို့ကအရှိမ I didn't realize ဆိုပြီးတော့ TID didn't နဲ့ပြောထားတဲ့အတွက် did not ပေါ့နော်ဒါက verb 2ဖြစ်တယ်အဲ့တော့အနောက်မှာလဲနောက်ကစာကြောင်းမှာလဲသုံးတဲ့ verb က verb 2ပဲသုံးမယ် ဒီမှာဆိုရင် I didn't realize that it is your birthday more it was your birthday okay ကျမတို့ကထောင်းတော့ပြီးတော့စာကြောင်းတွေအများကြီးလုပ်လို့ရရပေါ့နော်ဥပမာဆိုရင် I didn't realize that it was so late အရင်နောက်ကျနေမှမသိလိုက်လို့ပါ okay I didn't realize that you live here မင်းဒီမှာနေခဲ့မှငါမသိလိုက်လို့ပါဒါမှမဟုတ်လဲ I didn't realize that I made a mistake ကျွန်တော်အမားလောက်ခက်မှန်းမတိလိုက်လို့ပါအများကြီးအများကြီးဆိုအများကြီးကိုပြောချင်တာကိုထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်တခုဖြစ်ခဲ့မှန်းမတိလိုက်လို့ပါဆိုတဲ့အထိပ္ပယ် I didn't know that နဲ့တူတူပဲပေါ့နော် K N O W no နဲ့တူတူပဲဒါပေမဲ့ realize ဆိုတဲ့ဟာလေးသုံးတာကြောင့်ပို့ပြီးတော့လေးနက်တယ်ပေါ့နော် I didn't realize that အဲ့ဒါဖြစ်နေမှန်းငါမတိလိုက်လို့သဘောမပေါက်လိုက်လို့အဲဒီလိုမျိုးလေးပြောချင်တာပေါ့နော်နောက်ထပ် pattern တစ်ခုကကြတော့ no matter who သူရဲ့အထိပ္ပယ်ကကြတော့ဘသူပဲ ဘာဖြစ်တည်ဖြစ်စေပေါ့နော်ဘသူပဲဖြစ်စေဆိုတဲ့အတိပဲ no matter who okay ဥပမာဒီနဲ့ကြည့်ရအောင်နားလည်အောင်လို့ no matter who speaks listen carefully ဘသူပဲပြောတည်ဖြစ်စေ you decide နားထောင်ပေးပါ no matter who speaks ဆိုလို့ရှင်ဘသူပဲပြောတည်ဖြစ်စေ okay who နောက်က speaks မှာ s s လေးလိုက်မယ်နော် no matter no matter who speaks ဘသူပဲပြောတည်ဖြစ်စေ listen carefully you decide နားထောင်ပါ ဟုတ်ပြီနော်နောက်ထပ်ဥပမာတစ်ခုကြည့်ကြည့်အောင် No matter who you meet be polite ဘသူနဲ့ပဲတွေ့တည်ဖြစ်စေရင်ရင်ကျကျနေပါ No matter who you meet meet ကကြတော့တွေ့ဆုံနေပေါ့နော် No matter who you meet ဆိုလို့ရှိရင်နေဘသူနဲ့ပဲတွေ့တွေ့နေဘသူနဲ့ပဲတွေ့တည်ဖြစ်စေဒီလိုပြောချင်တာ be polite ရင်ရင်ကျကျနေပါရင်ကျေးဆက်ဆံပါပေါ့နော် No matter who you meet be polite okay နောက်ထပ်ဥပမာကြည့်အောင် no matter who disagrees respect their opinion ဘသူနဲ့ပဲအမြင်မတူသည်ဖြစ်စေ disagrees ကကြတော့မထောက်ခံတာပေါ့နော်မထောက်ခံတာအမြင်မတူတာ disagrees လို့ပြောရဲပေါ့နော် respect respect ကလေးစားတာ their opinion သူတို့ရဲ့ထင်မြင်ချက် respect their opinion ဆိုရင် သူတို့ရဲ့ထင်မြင်ချက်ကိုလေးစားပါ no matter who disagrees respect their opinions ဘသူနဲ့ပဲအမြင်မတူသည်ဖြစ်စေသူတို့ရဲ့ထင်မြင်ချက်ကိုလေးစားပါဒီလိုမျိုးပြောလို့ရတယ်ဗောနော်အဲ့တော့ကိုကဒါအောင်သုံးပြီးတော့လည်းအများကြီးစာကြောင်းတွေအများကြီးဖွဲ့လို့ရတယ်အာဥပမာပြောရမယ်ဆိုရင် no matter who helps you be thankful ဘသူပဲမင်းကိုကူညီသည်ဖြစ်စေကျေးဇူးတင်ပါဥပမာ no matter who leaves အာ uh, lives go on ဘောနော်ဘသူပဲထွက်ခွာသွားသည်ဖြစ်စေဘဝကြီးရတော့ဆက်သွားနေရအောင်မယ် no matter who calls don't answer the phone ဘသူပဲဖုန်းခေါ်သည်ဖြစ်စေဖုန်းမကိုင်းနဲ့ဒါမျိုးအများကြီးပြောလို့ရတယ်ဆိုတော့ကျမရဲ့ကြီးစုသူတွေလည်းအောက်မှာဒီ pattern လေးတွေသုံးပြီးတော့အာကိုအာကိုခေါင်းပေါ်မှာခေါင်းထဲမှာပေါ်လာတဲ့အတိုင်းပဲပေါ့နော် comment လေးမှာရေးကြည့်ပါ နောက်ထပ် pattern လေးတစ်ခုကတော့ that's why ပြီးရအနောက်ကလာမယ်ပေါ့နော်သူ့ရဲ့အထိပ္ပယ်ကတော့အဲ့ဒါကြောင့်ပေါ့ဆိုတဲ့အထိပ္ပယ် why อ่ะจ้ะတော့အာဘာကြောင့်လဲဆိုတဲ့ဟာမျိုးလေသူရဲ့အထိပ္ပယ်ကဘာကြောင့်လဲဆို That's why ဆိုရင်အဲ့ဒါကြောင့်ပေါ့ဆိုတဲ့အထိပ္ပယ်နားလည်အောင်ဥပမာနဲ့ကြည့်အောင် That's why I love you 阿拉，俺没有吃掉。阿拉张博，I love you 啊，咋了？俺没有吃掉哩。That's why I love you，所以，俺没有吃掉。阿拉张吃你呀、啊啊，啦、啊，表表现得话就，阿里张吃你呀啦，对没有表现的话呢？That's why I love you，俺、so 啊、没有吃掉。阿拉张博，然后他乌布嘛，咋了？That's why I didn't trust you，俺没有用这个。阿拉张博，trust，trust，咋了？用词的。I didn't trust you，说路线，我没有勇气不。 that's why လေးနဲ့ပေါင်းကကြတော့ငါမျိုးမြုံကြည့်ခဲ့ရအဲ့ဒါကြောင့်ပေါ့ okay that's why i didn't trust you okay နောက်ထပ်ဥပမာတစ်ခုကြည့်မယ် that's why i didn't come to the party ငါပါတီပွဲကိုမလာခဲ့တာအဲ့ဒါကြောင့်ပေါ့ didn't come come ကကြောင့်လာသည် i didn't come ဆိုလို့ရှိရင်ငါမလာခဲ့ဘူးဘယ်လိုလဲ to the party အာငါပါတီပွဲကိုမလာခဲ့ဘူးအရှိရ that's why လေးနဲ့ပေါင်းတော့ငါပါတီပွဲကိုမလာခဲ့တာအဲ့ဒါကြောင့်ပေါ့ that's why i didn't come to the party โอเคငါပါတီပွဲကိုလာခဲ့တာအဲ့ဒါကြောင့်ပေါ့နောက်ထပ်လည်းအများကြီးပြောလို့ရတယ်ပေါ့နော်ဥပမာဆိုရင် that's why we stayed home အဲ့ဒါကြောင့်မို့အိမ်မှာပဲနေနေတာဒါမှမဟုတ်လည်း that's why i was late အားကြောင့်ငါနားကျနေတာ that's why uh people like her အဲ့ဒါကြောင့်မို့လူတွေကသူမကိုကြိုက်တာဒီလိုမျိုးအများကြီးပြောလို့ရတယ်โอเคအားကြောင့်မို့ကိုကလည်းကိုပြောချင်တဲ့အတိုင်းလေးတွေ comment လေးမှာခြာရေးခဲ့ပေးပါနောက်ထပ် ဖတ်တန်လေးတစ်ခုကတော့ am i allowed to ပြီးရင် verb 1လိုက်မယ်ပေါ့နော် allowed ကကြတော့ခွင့်ပြုခွင့်ပြုရဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် am i allowed ဆိုလို့ရှိရင်ငါ့ကိုခွင့်ပြုပါသလားပေါ့နော်အဲတင်းလောဘာသာပြန်မယ်ဆိုရင်တော့တကူကူလောက်ခွင့်ရှိပါသလားဆိုတဲ့အဓိပ္ပာယ် am i allowed to ငါတောင်လောက်ခွင့်ရှိလားဒီလိုမျိုးအဓိပ္ပာယ်ဥပမာလေးနဲ့ကြည့်အောင် am i allowed to ask questions ကျွန်တော်မေးခွန်းမေးခွန်းရှိပါသလား S ကကြတော့မေးသည်ပေါ့နော် questions ကကြတော့မေးခွန်းတွေ am i allowed to ask questions ကျွန်တော်မေးခွန်းတွေမေးခွန်းရှိပါသလားโอเคရင်းကြီးကြီးလေးမေးရပါတော့ am i allowed to ask question ကျွန်တော်မေးခွန်းမေးခွန်းမေးခွန်းရှိလားနောက်ထပ်ဥပမာတစ်ခုကြည့်အောင် am i allowed to bring a guest ကျွန်တော်ဧည့်သည်ခေါ်လာခွင့်ရှိလား bring ကကြတော့ယူလာတယ်ခေါ်လာတယ်ဆိုရအတိတ်ပဲ guest g u e s t guest ကကြတော့ဧည့်သည်ပေါ့နော် am i allowed to bring a guest ျွန်တော်ဧည့်သည်ခေါ်လာခွင့်ရှိလားနောက်ထပ်ဥပမာကြီးအောင် am i allowed to eat in the library စာကြည့်တိုက်ထဲမှာမောစားခွင့်ရှိလား eat ကကြတော့စားတယ်ပေါ့နော် library ကကြတော့စာကြည့်တာ eat in the library ဆိုရင်စာကြည့်တိုက်ထဲမှာမောစားတယ်အရှိအ am i allowed နဲ့ပေါင်းကကြတော့ကျွန်တော်စာကြည့်တိုက်ထဲမှာမောစားခွင့်ရှိလားဆိုတဲ့အဓိပ္ပာယ် am i allowed to ဒီ pattern လေးလည်းမှတ်ထားပါတော့ဒီ pattern လေးကိုသုံးပြီးတော့လဲကိုကစာကြောင်းနေအများကြီးစောက်လို့ရတယ်ဥပမာဆိုလို့ရှင် am i allowed to use my phone here ဒီနေရာမှာငါရဲ့ဖုန်းသုံးခွင့်ရှိလားဒါမှမဟုတ် am i allowed to enter this room အာကျွန်တော်ဒီအခန်းထဲကိုဝင်လာခွင့်ရှိလား am i allowed to speak freely အာကျွန်တော်လွတ်လွတ်လပ်လပ်စကားပြောခွင့်ရှိလား um ဒါမှမဟုတ်လဲ am i allowed to change my seat ျွန်တော်ရဲ့ထိုင်ခုံကိုပြောင်းခွင့်ရှိလားဒီလိုမျိုးအများကြီးပြောလို့ရတယ်နားလည်ပြီနော်နောက်ထပ်ပတ်တန်လေးတစ်ခုကြည့်အောင်သူ့ရဲ့အာပတ်တန်လေးကတော့ how about being verb ing လာမယ်အာသူ့ရဲ့အဓိပ္ပာယ်ကတော့ဒီကိစ္စကိုဘယ်လိုသဘောရလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော် how about ဘာ how about ဘာပေါ့နားလည်အောင်ဥပမာနဲ့ကြည့်အောင် How about cooking dinner together? ညစာအတူတူချက်စားဖို့ကိစ္စဘယ်လိုသဘောရလဲ? Cooking ကကြတော့ချက်တယ်ပေါ့နော်. Dinner ကကြတော့ညစာ. together ကကြတော့အတူတူ cooking dinner together ဆိုရင်ညစာအတူတူချက်တယ်အရှိက how about နဲ့ပေါင်းကကြတော့ how about cooking dinner together ညစာအတူတူချက်ဖို့ကိစ္စကိုဘယ်လိုသဘောရလဲ okay နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကြတော့ how about playing a game later နောက်မှ game ကစား game ဆော့ကြဖို့ဘယ်လိုသဘောရလဲ playing ကကြတော့ sorry ပေါ့နော် game ကကြတော့ game ပဲပေါ့နော် playing a game ဆိုရင် game ဆော့ရဲ later ကကြတော့နောက်မှ playing a game later ဆိုရင်နောက်မှ game ဆော့ကြမယ် how about လေးနဲ့ပေါင်းကကြတော့ how about playing a game later ဆိုလို့ရှိရင်နောက်မှဂိမ်းဆော့ကြဖို့ဘလို့သဘောရလဲ okay နောက်တော့ခုနတစ်ခုကြည့်အောင် how about going to the beach tomorrow going to the beach ကကြတော့ကမ်းခြေကိုသွားတာ tomorrow ကကြောင့်မနေ့ပြန် going to the beach tomorrow ဆိုရင်မနေ့ပြန်ကမ်းခြေကိုသွားဖို့ကိစ္စဘလို့သဘောရလဲ how about going to the beach tomorrow okay um နောက်ထပ်လည်းဥပမာတွေထပ်ပြောမယ်ဆိုရင် how about watching a movie tonight โอเคဒီနေ့ညရုပ်ရှင်ကြည့်ဖို့ဘလို့သဘောရလဲ How about going to her shop သူမရဲ့ဆိုင်ကိုသွားဖို့ကိစ္စကိုဘလို့သဘောရလဲ How about learning English every day နေ့တိုင်းအင်္ဂလိပ်စာကိုလေ့လာဖို့ကိစ္စကိုဘလို့သဘောရလဲဒီလိုမျိုးအများကြီးစာကြောင်းတွေအများကြီးအများကြီးဆိုဖွဲ့လို့ရတယ် okay နောက်တစ်ပတ်တန်တစ်ခုကတော့ we should get rid of ပြီးရင်နောက်က noun လိုက်မယ်သူ့ရဲ့ထိပ်ပေကတော့ ရှင်းပြလိုက်တဲ့နဲ့ရှင်းပြလိုက်တဲ့နဲ့ဆိုတဲ့အထိပ်ပဲတခုခုပေါ့နော် get rid of ကကြတော့ရှင်းပြလိုက်တယ်ဖယ်ပြလိုက်တယ် okay get rid of ဆိုတာသုံးလုံးကအဲဒီသုံးလုံးကအမြဲတမ်းဆက်ပြီးတော့ရေးမှရှင်းပြလိုက်တဲ့နယ်ဆိုတဲ့အထိပ်ပဲပေါ့နော် get rid of ဆိုရင်ရှင်းပြလိုက်တယ်ဖယ်ပြလိုက်တယ်ဒီလိုမျိုးပေါ့နော်ဥပမာစာကြောင်းကြည့်အောင် we should get rid of the old furniture we should get rid of the old furniture ငါတို့ pre-war ကအဟောင်းတွေကိုရှင်းပြလိုက်တဲ့ or ကကြတော့အဟောင်းတွေ or တွေဟောင်းတွေပေါ့နော် furniture ကကြတော့ prebook က the old furniture ဆိုရင် prebook ကအဟောင်းတွေအရှိရ we should get rid of နဲ့ပေါင်းကကြတော့ငါတို့ prebook ကအဟောင်းတွေကိုရှင်းပစ်လိုက်တဲ့ Okay အ prebook ကအဟောင်းတွေကိုဆွန့်လွတ်ပစ်လိုက်တဲ့ဒါမျိုးပေါ့နော်နောက်ထပ်ဥပမာကြီးอ่ะ we should get rid of expire food in the fridge ရေခဲတက်တာတွေကတတန်းကုန်သွားတဲ့အစားအသောက်တွေကိုရှင်းပစ်လိုက်တဲ့ expired food ကကြတော့တတန်းကုန်သွားကျမတို့ပြောနေတာ expire ဖြစ်သွား expire ဖြစ်သွားပြီဆိုပြီးတော့လေအဲ့လိုပြောအဲ့အဲ့ဒါကြတော့ expired food okay အာတတန်းကုန်သွားတဲ့အစားအသောက်တွေဒိတ်ကျော်သွားတဲ့အစားအသောက်တွေပေါ့နော် in the fridge fridge ကကြတော့ရေခဲတက်ရေခဲတက်တာ okay expire food in the fridge ဆိုလို့ရှိရင်ရေခဲတက်တာတွေကတတန်းကုန်သွားတဲ့အစားအသောက်တွေ okay အရှိရ we should get rid of နဲ့ပေါင်းလာကြတော့ရေခဲတစ်တာတွေကတန်းကုန်သွားတဲ့စားတောက်တွေကိုရှင်းပြလိုက်တဲ့ ਨੇ ဆိုတဲ့အတိတ်ပဲ we should get rid of expired food in the fridge okay နောက်ထပ်ဥပမာတစ်ခုပြောမယ် we should get rid of bad habits โอเคငါတို့မကောင်းတဲ့အလေးချင်းတွေကိုစွန့်ပစ်လိုက်တဲ့ ਨੇ bad habits ကကြတော့မကောင်းတဲ့အလေးချင်းတွေပေါ့နော် bad ကကြတော့မကောင်း habits ကကြတော့အလေးချင်းတွေ we should get rid of bad habits ငါတို့မကောင်းတဲ့အလေးချင်းတွေကိုစွန့်ပစ်လိုက်တဲ့ ਨੇ ငါတို့မကောင်းတဲ့လေ့ကျင့်တွေကိုဖယ်ပစ်လိုက်တဲ့ရှင်းပစ်လိုက်တဲ့ဒီလိုအထိပ္ပယ်ပေါ့နော်ဒီဒီ pattern လေးကိုသုံးပြီးတော့လဲကျမတို့ကနောက်ထပ်စာကြောင်းတွေအများကြီးဖွဲ့လို့ရတယ်อืมဥပမာဆိုရင် we should get rid of toxic people toxic people ဆိုလို့ရှိရင်အရန်အစိတ်တင့်တဲ့လူတွေပေါ့အစိတ်တောက်ဖြစ်စေတဲ့လူတွေပေါ့နော် toxic people ထိကို HIC toxic ဆို Okay we should get rid of toxic people အာငါတို့ရန်စိတ်တောက်ဖြစ်စေတဲ့လူတွေကိုရှင်းပြလိုက်တဲ့ဒါမှမဟုတ်လဲ we should get rid of plastic bags ်ငါတို့အာ plastic 8တွေကိုရှင်းပြလိုက်တဲ့ plastic 8တွေကိုစွန့်ပြလိုက်တဲ့ဒါမှမဟုတ်လဲ we should get rid of doubt ငါတို့တန်တရားတွေကိုရှင်းပြလိုက်တဲ့ doubt doubt ဆိုရင်တန်တရားလေးဆိုအများကြီးပြောလို့ရတယ်ဟုတ်ပြီနော်နောက်ထပ် pattern လေးတစ်ခုကြည့်အောင်နောက်ထပ် pattern လေးတစ်ခုကကြတော့ what do you do when okay တဲ့အခါမင်းဘာလုပ်လဲဆိုတဲ့အတိတ်ပဲ what do you do ကကြတော့မင်းဘာလုပ်လဲလी အနောက်က1လေးနဲ့ပေါင်းလိုက်တဲ့အခါကျတော့တဲ့အခါဘာဖြစ်တဲ့အခါမှာဘာလုပ်လဲဒီလိုမျိုးလေးပေါ့နော်ဥပမာကြည့်အောင် what do you do when you feel tired ပင်ပန်းလာတဲ့အခါဘာလုပ်လဲ you feel tired ကကြတော့မင်းပင်ပန်းလာတဲ့အခါပင်ပန်းတယ်လို့ခံစားရတဲ့အခါဆိုတဲ့အဓိပ္ပာယ်ပေါ့နော် what do you do when you feel tired မင်းပင်ပန်းလာတဲ့ပင်ပန်းလာတဲ့အခါမင်းဘာလုပ်လဲ okay နောက်တစ်ခုကကြတော့ what do you do when it rains မိုးရွာတဲ့အခါမင်းဘာလုပ်လဲ rain ကကြတော့မိုးရွာတယ်ပေါ့နော် it rains ဆိုလို့ရှိရင်မိုးရွာတဲ့အခါပေါ့နော် what do you do when it rains မိုးရွာတဲ့အခါမင်းဘာလုပ်လဲဒါမှမဟုတ်လဲ what do you do when you are bored ပြင်းတဲ့အခါမင်းဘာလုပ်လဲ အာ B O R E D board ကကြတော့ပြင်းတယ်ပေါ့နော် you are bored ဆိုလို့ရှိရင်မင်းပြင်းတဲ့အခါပေါ့နော် what do you do when you are bored ပြင်းတဲ့အခါမင်းဘာလုပ်လဲ okay ဒီလိုပဲဒီစာကြောင်းလေးသုံးပြီးတော့လဲအများကြီးဆိုအများကြီးစာကြောင်းနေဆောက်လို့ရတယ်ဥပမာဆိုရင် what do you do when you can't sleep မင်းအဲ့လိုများတဲ့အခါဘာလုပ်လဲ what do you do when you feel sad မင်းဝမ်းနေတဲ့အခါဘာလုပ်လဲ uh, what do you do um when you get sick မင်း ဖျားလာတဲ့အခါဘာလုပ်လဲဒါမျိုးတွေပေါ့နော်အများကြီးဆိုအများကြီးကျမတို့ကပြောလို့ရတယ် Now ဆုံးဖတ်တန်လေးကတော့ I wouldn't dream of being 5 ing လာမယ်သူရဲ့အထိပ္ပယ်အကြတော့တခုခုလုံးဖို့စိတ်တောင်မကူးဆိုတဲ့အထိပ္ပယ်อืมဒါရဘာသာပြရမယ်ဆိုရင်တော့အိမ်မက်တောင်မမက်ဘူးဆိုတာမျိုးပေါ့နော် dream ကကြတော့အိမ်မက်မက်တည်းလေ I wouldn't dream of တကူလို့ဖို့စိတ်တော်မူကိုအိမ်မက်တော်မူမဖူးဒါမျိုးပေါ့နော်ဥပမာကြည့်အောင် I wouldn't dream of lying to you ငါမင်းကိုလိမ်ဖို့စိတ်တော်မကူဘူး okay ငါမင်းကိုလိမ်ဖို့စိတ်တော်မကူဘူး lying L Y I N G lying ကကြတော့လိမ်သည် L I E lying ကကြတော့ verb 1ပေါ့နော် L Y I N G lying ဆိုရင် verb I N G okay လိမ်နေပေါ့နော် lying to you ဆိုရင်မင်းကိုလိမ်နေ okay i wouldn't dream of lying to you ဆိုရင်ငါမျိုးလိမ်ဖို့စိတ်တောင်မကူဘူးပါဘူးဒီလိုမျိုးအထိပဲအိမ်မက်တောင်မဖူးပါဘူးလုံးဝမလုပ်ပါဘူးဒါမျိုးပေါ့နော် i wouldn't dream of lying to you ငါမျိုးလိမ်ဖို့စိတ်တောင်မကူဘူး okay နောက်တစ်ခုကကြတော့ i wouldn't dream of making you upset ငါမျိုးစိတ်ဆိုးအောင်လုပ်ဖို့စိတ်တောင်မကူဘူး making 嘅字落六字，嗰个 making make solution five I，六字，making I N G making solution five I N G，嗰个 making f v e I N G，making n e u asset，我未有细数下六铺。 စိတ်တောင်မကူဘူး upset ကကြတော့စိတ်ဆိုးတယ်စိတ်ကုန်းတယ်ဒါမျိုးတွေပေါ့နော် making you upset ဆိုလို့ရှိရင်ငါမျိုးစိတ်ဆိုးအောင်လုပ်တယ်စိတ်ကုန်းအောင်လုပ်တယ် i wouldn't dream of နဲ့ပေါင်းကကြတော့ငါမျိုးစိတ်ဆိုးအောင်လုပ်ဖို့စိတ်တောင်မကူဘူးအိမ်မက်တောင်မမက်ဘူး okay နောက်ဥပမာတစ်ခုကြည့်မယ်ဆိုရင် i wouldn't dream of leaving your side မင်းမင်းနာနေထွက်သွားဖို့စိတ်တောင်မကူဘူး living nga ja ro thwa khwa twa di bo no your site me ye be na living your site solution me ye be na a ni thwa khwa i wouldn't dream of ne paw nga ja ro me ye be na a ni thwa khwa twa bu sait da ma ko bu okay aim mat taw ma mat phu okay di lo myo be u ma so yin naw that that pyo la i wouldn't dream of breaking a promise อืมกะดี้โอဖြတ်ဖို့စိတ်တောင်မကိုဘူးငါကဒီ့ကိုဖြတ်ဖို့အိမ်မက်တောင်မမှတ်ဖူးဘူးโอเค I wouldn't dream of um interrupting the meeting uh see we will now share both side down woo 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 okay uh now that i wouldn't dream of hurting your feelings မင်းရဲ့ခံစားချက်တွေကိုနားကျင်အောင်လုပ်ဖို့စိတ်တောင်းမကူးဘူးအမတ်တောင်မမပါဘူးဒါမျိုးလေးတွေလည်းပြောလို့ရတယ်ဆိုတော့ဒီ pattern လေးတွေနဲ့လေ့လာရင်အများကြီးလွယ်ကူသွားလိမ့်မယ်เนาะဆိုတော့ကျွန်မတို့အခုလေ့လာသွားတာကတော့ speaking patterns လေးတွေကိုလေ့လာသွားတာဖြစ်တယ်ဒီ speaking patterns လေးတွေကမြများသုံးမှထပ်ခါထပ်ခါသုံးမှရေးကြည့်မှပြောကြည့်မှရလာမှာဖြစ်တယ်ဒါရီ speaking pattern ဆိုမဲ့ writing မှာလည်းထည့်ထည့်ပြီးတော့သုံးလို့ရတယ်အသုံးလုံးလှတဲ့ဟာလေးတွေကြီးပဲပေါ့เนาะအဲ့တော့ကျွန်မ တို့အခုစမ်းပြီးတော့ comment မှာကျွန်မအခုပြောသွား speaking pattern လေးတွေကိုတုံးပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင်စာကြောင်းလေးတွေရေးကြည့်ဖို့ကျွန်မကတိုက်တွန်းချင်ပါတယ်เนาะအာပြီးတော့ကျွန်မအများရန်ပြောနေကြအတိုင်းပဲဒီ speaking pattern လေးတွေကိုအောက်ကဥပမာစာကြောင်းမျိုးလိုက်မကူဘူးဆိုရင်တော့ဒီ pattern လေးတွေကိုကူပြီးတော့စာအုပ်ထဲမှာရေးမှတ်ထားစေချင်တယ်ရေးမှတ်ထားပြီးတော့မြ мя ထည့်သုံးမြ мя လေ့ကျင့်မြ мя ပြောမြ мя ရေးကြည့်ဒီ pattern လေးတွေသုံးပြီးတော့ကွာဟို pattern တစ်ခုကိုစာကြောင်းဆယ်ကြောင်းလောက်ရေးကြည့်เนาะဒါမျိုးလေးတွေကျွန်မလုပ်စေချင်တယ် အဲ့တော့မှပဲကိုယ့်ရဲ့အင်္ဂလိပ်စကားပြောကောအရေးရောဒါတွေကတိုးတက်လာမှာဖြစ်တယ်ရေးကြည့်ပြောကြည့်ပေါ့နော် okay အဆိုရင်ဒီလိုဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like comment subscribe share လေးလုပ်ခဲ့ပြပါအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတား